အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလူတွေကိုနှိမ့်ကြစေတဲ့အကျင့်ဆိုးခုနှစ်မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူတစ်ယောက်ရဲ့ဘဝကောင်းတယ်မကောင်းဘူးဆိုတာသူ့ရဲ့အလေးထားတွေအကျင့်စရိုက်တွေနဲ့အများကြီးသက်ဆိုင်ပါတယ်အထူးသဖြင့်အောက်ပါအကျင့်တွေကလူတစ်ယောက်ရဲ့ဘဝကိုများစွာနှိမ့်ကြစေနိုင်ပါတယ်နံပါတ်၁မာနကြီးခြင်းဘဝမှာလောဘဒေါသမောဟတွေကြောင့်လူသားတွေရဲ့ဆက်ဆံရေးဟာရည်ရှိမခံပဲပျက်စီးသွားတတ်ကြပါတယ်အဲ့ဒီလောဘဒေါသမောဟတွေကြောင့်ပဲ ကိုယ့်ရဲ့လူမှုကုန်တိတ်ခါတွေပါများစွာကြာဆင်းစေပါတယ်။နံပါတ်1မနာလိုဝင်တိုခြင်းဘဝမှာအခြားသူတွေရဲ့အောင်မြင်မှုကိုဝမ်းမသာပဲမနာလိုဝင်တိုစိတ်များဖြစ်က ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကုန်တိတ်ခါတွေကိုပါဆုံးရှုံးရနိုင်ပါတယ်။နံပါတ်3လှည့်ဖြားလိုခြင်းဘဝမှာတစုံတယောက်ကိုလိန်ညာခြင်းလှည့်စားခြင်းတွေကကိုအားယုံကြည်သူများကို ထိခိုက်စေပြီးကိုယ့်ရဲ့ကိုကျင့်တရားတွေကိုပါထိခိုက်စေနိုင်ပါတယ်။နံပါတ်၄ပစ္စည်းလိုခြင်းစိတ်လွန်ကဲခြင်း ဘဝမှာသူတစ်ပါးရဲ့ပစ္စည်းကိုမတရားသောနီလန့်ဖြင့်ရယူလိုခြင်းကလူကုန်တိတ်ခါကိုများစွာကြဆင်းစေနိုင်ပါတယ်။အဲ့ဒီစိတ်ကြောင့်ပဲကိုယ့်ရဲ့ဘဝကိုအတိတ်ပဲမဲ့စွာမိမ့်မိန်သွားစေပါတယ်။နံပါတ်၅မူရစ်စေဝါတုံးဆွဲခြင်းဘဝမှာမူရစေဝါများကိုအလွန်ကျွံတုံးဆွဲခြင်းကကိုယ့်ရဲ့ဘဝကိုများစွာဆုပ်ယုပ်စေနိုင်ပါတယ်။ဤအပြုမူများကြောင့်စိတ်နှင့်ကိုယ်နဲ့မကက်ကလူမှုရေးအဆင့်တန်းကိုပါနှိမ့်ကြစေပါတယ်။နံပါတ်6ကျေးဇူးကံခြင်း ဘဝမှာကိုယ်ကိုကူညီပေးတဲ့သူဥပမာမိဘဆရာအတိမိတ်ဆွေနဲ့ကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့သူတွေအပေါ်ကိုကျေးဇူးမတိတဲ့ခြင်းကလူဘဝရဲ့အခြေခံကျင့်ဝတ်ကိုပျက်စီးစေပါတယ်။နံပါတ်9အတ္တကြီးခြင်းဘဝမှာကိုယ့်ရဲ့ကိုကြိုးစည်းပွားကိုသာအလွန်မင်းကြည့်ပြီးအခြားသူများကိုမထောက်ထားတဲ့သူတွေကလူမှုဆက်ဆံရေးစည်းပွားရေးစတဲ့လုပ်ငန်းတွေကိုများစွာပျက်စီးစေနိုင်ပါတယ်။ ဤအကျင့်ဆိုးများကိုရှောင်ကျင်ပါကကိုယ့်ရဲ့လူမှုကုန်သိက္ခာအကျင့်စာရိတာနှင့်ဘဝအောင်မြင်မှုတို့ကိုပါမြင့်တင်နိုင်ပါတယ်။အခုဆိုရင်ဘဝမှာလူတွေကိုနှိမ်ချစေတဲ့အကျင့်ဆိုးခုနှစ်မျိုးကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။